အားလုံးမင်္ဂလာပါသော all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပေးမှာတော့စာရေးဆရာမနာပတာကြီးအရှင်ဝိစိတ်တဧတထားတယ်ရွှေစကားနဲ့ရွှေတရားဆိုရဲအစာအုပ်ပဲဖြစ်ပါတယ်အပိုင်းနှစ်စင်းရဲမှာကြောက်ရင်မနှမျောနဲ့ နှမျောသူကစင်ရတတ်တယ်။နှမျောတော့မပေးမပေးတော့မရဒါတဘာဝပဲ။ရုပ်ဆိုးမှကြောက်ရင်ဒေါသမကြီးနဲ့ဒေါသကြီးတဲ့သူကရုပ်ဆိုးတတ်တယ်တဲ့။ဘဝအစင်းနေမှကြောက်ရင် မာနမကြီးနဲ့ပေါ့။မာနကြီးတဲ့သူကတိရိစ္ဆာန်ဘဝရောက်တတ်တယ်။နှိမ့်ချတဲ့သူကနှိမ့်ချမသွားပါဘူးလေ။အဓိကျက်မှကြောက်ရင် မနာလိုစိတ်မများနဲ့ပေါ့။မနာလိုစိတ်များတဲ့သူကတယောက်တည်းအထီးကျန်တတ်တယ်။ မုဒိတာပွားနိုင်မှဒုက္ခိတာတရားပိုင်တာမဟုတ်လားညံထိုင်းမှာကြောက်ရင်မေးဖို့ဝင်မလေးနဲ့ပေါ့မမေးတဲ့သူဟာမသိပဲထိုင်းသွားတတ်တယ်တဲ့မေးရင်သိတယ်သိရင်ညံပွင့်တယ်ညံပွင့်ရင်အမှန်တင်မှာပေါ့ယောဂထူမှာကြောက်ရင်မညင်စဲမနှိမ့်စက်နဲ့ပေါ့သူတစ်ပါးကိုညင်စဲနှိမ့်စက်တတ်တဲ့သူဟာယောဂထူတတ်တယ်ကိုကမနာခြင်းရင်သူ့ကိုလည်းနာအောင်မလုပ်မှဖြစ်မှာပေါ့ အသက်တော်မှာကြောင်းရင်သူများအသက်မတက်နဲ့သူများအသက်ကိုတက်တဲ့သူဟာအသက်တော်တက်တယ်တဲ့တီလာလုံးရင်အသက်ရှည်တယ်ကျန်းမာတယ်လန်းတာတယ်အရင်စတော့ကိုလုံးသမီးကိုပြန်ရတာပါပဲကိုမှန်သမီးကိုဆန်ရတာပါပဲကိုမှားသမီးကိုအမှားရတာပါပဲကံတရားကတော့မျက်နာလိုက်မှမဟုတ်ဘူးပေါ့လူတယောက်ကိုတိတ်အကောင်းမြင်လို့ရင်လေအမှန်တရားကပတ်လိုက်သွားတတ်တယ်လို့ အဆိုးတွေပဲမြင်နေရင်လေအမှားအတွက်တွန်းအားဖြစ်စေတတ်တယ်။ကိုမကြိုက်တဲ့သူဖြစ်လို့ကိုနဲ့မတည့်တဲ့သူဖြစ်လို့ဘာလို့လို့အကောင်းမထင်နဲ့အဆောင်မြင်နေလို့ကတော့ပဲဖြစ်မလဲ။လူတိုင်းမှာကောင်းကွက်ကလေးတွေရှိနေတတ်တာပဲလေ။ဒီလိုပဲကိုကြိုက်တဲ့သူဖြစ်လို့ကိုနဲ့အဆင်ပြေနေတဲ့သူဖြစ်လို့ဘာပဲဖြစ်ဖြစ်အကောင်းကြီးပဲဆိုတာမျိုးမဖြစ်သင့်ဘူးပေါ့။သူ့မှာလည်းပဲအားနဲ့ချက်ဆိုတာရှိနေမှာပဲ။ အားနေချက်ကိုရှာဖို့မဟုတ်ဘူးအမှန်ကိုတီးဖို့ချစ်လွန်းရင်လေအာဂတိလိုက်သွားတတ်တယ်လို့မုံလွန်းရင်လေအာဂတိလိုက်သွားတတ်တယ်အချက်တော်မမွေးဖို့နဲ့အပြစ်ချော်မတွေးဖို့အပြစ်မြင်တီးဖို့နဲ့အပြစ်မတင်မီဖို့သူ့နေရာနဲ့သူမြင်ကြည့်တတ်ဖို့တော့လိုတာပေါ့လောကမှာကြီးတိုင်းမကောင်းတာက မာနပဲမာနကြီးတာမကောင်းဘူးပညာကြီးမှကောင်းတာအကောင်းဆုံးကတော့ တတိကြည်တာအကောင်းဆုံးပဲပညာကြည်ပြီးတတိမကြည်ရင်ပညာနဲ့မာနပေါင်းသွားတတ်တယ်မာနရဲ့သဘောကဘလောက်ပဲထောင်ထောင်သူကကိုယ့်ကိုအထက်ကိုမပုတ်ဘူးအောက်ကိုပဲရောက်စေတယ်မာနကြည်ရင်အပယ်နီးတယ်မာနရဲ့စက်ကျင်ဘက်ကာရဝနိဝါတတရားတွေကတော့ကိုယ့်ကိုယ်ကိုအောင်းညွတ်ထားနှိမ့်ချထားပေမဲ့သူကကိုယ့်ကိုအောက်ကိုမပုတ်ဘူးအထက်ကိုပဲရောက်စေတယ် နှိမ့်ချခြင်းဟာမြင်မြတ်မှုတစ်မျိုးပဲဘာမှမမြဲဘူးဆိုရဲအနိစ္စအတ္တိဟာမာနကိုခွာစေတယ်တတိမပိုင်တတင်ကအရှိမငါပါတတ်တယ်ဒါကြောင့်ဘဝမှာဘလောက်ပဲတော်တော်တတိမပြောက်စေနဲ့တတိပြောင်းရင်ဘဝမှောက်မယ်ဘဝမှောက်ရင် အလှပြောင်းမယ်ဘဝမှာဘတော်မှ ကိုယ့်ဘဝကိုအကြည်မနဲ့မဖြစ်မိစေနဲ့ဆိုးလိုက်တဲ့ဘဝဆိုပြီးလေ စိတ်ထဲမကြမိစေနဲ့ကိုထက်ဆိုတဲ့ဘဝတွေအများကြီးရှိတယ်။အပေပုံဘဝမရောက်ပဲလူဘဝနေရတာကိုကဘဝကကောင်းနေပြီးသားမဟုတ်လား။လူဘဝမှာအစဉ်ပြေမှုမပြေမှု အကောင်းအဆိုးဒါမျိုးကတော့ရှိမှာပေါ့။အဲ့ဒါဘဝအစစ်မှမဟုတ်တာ။လူတိုင်းကြုံနေကြလောကတိုင်းပဲလေ။တကယ်တော့ဘဝဆိုတာထာဝရမှမဟုတ်တာ။တည်တင်ကဖြစ်တည်မှုတသက်ပဲ။ဘာမှအကြကြီးမဟုတ်ဘူး။ ဖြစ်လိုက်ပြက်လိုက်နဲ့ဒီလိုပဲတွားနေမှာပဲအဲ့ဒီအပြောင်းလဲအရွေလေးမှာပဲကိုက အလိုက်တင်နေတတ်ဖို့လိုတယ်အလိုက်တင်နေရဆိုတာကိုကိုကိုအပြစ်မများအောင်အကုတုမများအောင် အပြစ်ဖြစ်သွားရင်လဲအကြကြီးမဆွဲသွားအောင် အမြန်ရုံးထွက်နိုင်အောင်နေတတ်ဖို့ပဲလေဒါကြောင့်ဘဝဆိုတာစိတ်တက်ကြဖို့မကြေမနက်ဖြစ်ဖို့မဟုတ်ပဲအနေတက်အောင်နေပြီးအပြစ်မဖြစ်အောင်ကြိုးစားဖို့ပဲ ဖြစ်တဲ့အတွက် ကိုယ်ဘဝကိုကျင့်နေအောင်ကြိုးစားအတက်အကျအနေအမြင့်အကောင်းအဆိုးတွေကြမှာအဆိုးမမြအောင်ရိုးရိုးလေးနေသွားကြဖို့ပဲမဟုတ်လားမယုံမသာတကိုးထွက်နေတဲ့တဘဝစာထက်ဆိုင်ရင်ရိုးရိုးသားသားအဆိုးမမြတဲ့ဘဝကပို့ပြီးအကျိုးများတာအတိအချပါပဲခလုတ်တိုက်လို့အပြုတ်တိုက်မယ်ဆိုရင်အဟုတ်မှိုက်တာလေကိုပဲဖြစ်မှာပေါ့ခလုတ်ကကိုကိုလန်တိုက်တာမှမဟုတ်တာ ကိုကခလုတ်ကိုတွားတိုက်တာပဲလေတွားတိုက်တဲ့သူကနာမပဲပေါ့ကိုတတိမရှိလို့ကိုဝင်တိုက်တာ ခလုတ်အပြစ်မဟုတ်ဘူးကိုအပြစ်ပဲလောကတဘာဝနေရာတိုင်းမှာတွန်းမိတိုင်းမိတာတွေတော့ရှိကြမှာပေါ့တိုင်းမိလို့နာသွားရင်သူ့အပြစ်မဟုတ်ဘူးတွားတိုက်မိတာကိုကကိုအပြစ်ပဲကိုတတိမမှုမိလို့ဖြစ်တာကိုကိုကို စင်ကျင်မှုနေလို့ဖြစ်တာအမှန်တော့အလို့ရှိရင်ခလုတ်ရှိမှာပဲ အလုံများရင်ခလုတ်တိုက်တာလည်းများမှာပဲအလုံလုံရင်ခလုတ်တိုက်မိတဲ့အခါ အနာတက်တာဖို့ပဲစူးစားရမှာပေါ့မတိုက်မိအောင်တတိထားတိုက်မိရင်လည်းအနာမပြင်းအောင်တတိဆောင် အနာကြီးကိုအခါခါညင်းမနေပဲအတိတတိနဲ့စေအာလုံးကအေးစေပါပဲတစ်ခါတည်းရင်ဆုံရှုံသွားမှဆိုလို့ဆိုပြီးပို့ပြီးစုပ်ကင်မိတာတွေကနှစ်ဖက်လုံးကို ပူလောင်စေတယ်ခတ်တင်တင် စုပ်ကင်ထားမိတဲ့လက်ထက်ခပ်ပြင်းပြင်းခံစားမိတဲ့နှလုံးသားကပိုပြီးနာကျင်စေတယ်။တင်းတင်းကြပ်ကြပ်ချီနောက်ထားတဲ့ကြိုးဟာဒဏ်ရာတကြပ်ပြင်းတက်သလိုတွေ့တာမှုတမှုတရားကြိုးဟာလည်းတင်းလီကြက်လီပြင်းလီပြက်လီဖြစ်တတ်တယ်။ဖြေလျှော့နိုင်ရင်တော့အနေပေါ်တာသေချာတယ်။မုံလို့တင်းတာပဲဖြစ်ဖြစ်ချစ်လို့ပြင်းတာပဲဖြစ်ဖြစ်တင်းရင်ကြက်ပြင်းရင်ပြက်တာတဘာဝပဲ။အမှန်တရားကိုစောက်ကင်ထားရင်လည်း ဆုပ်ကင်ထားတဲ့သူမှနာကျင်ရတယ်လို့အချစ်ပြပြင်းနဲ့ဆုပ်ကင်ထားရင်လေခံစားမှုကပူလောင်ရတာပါပဲတည်ကြတာကတော့ဘာကြောင့်ပဲတင်တင်ခံစားချက်ကတော့ပြင်းနေမယ်ဆိုတာအသေးချပါပဲဒါကြောင့်ခက်တင်တင်ခက်ပြင်းပြင်းဆုပ်ကင်ထားတာတွေဖြေလျှော့ကြည့်ပါမိမိပေါ့တော်မှာအမှန်ပါပဲမုံလို့တင်းတာတွေကိုလည်းလျှော့ချစ်လို့ပြင်းတာတွေကိုလည်းလျှော့နိုင်ဘဝမှာတင်းကျပ်တဲ့ပူလောင်မှုနဲ့ ပြင်ပြတဲ့ခံစားမှုဒုက္ခကလည်းလျော့နေသွားမှာပဲပေါ့ဘဝမှာအရှိတရားကိုလက်မခံနိုင်ရင်အဲ့ဒီအရှိတရားကြောင့်ပင်ပန်းရတတ်တယ်အရှိတရားဆိုတာအကောင်းမဲ့ဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်ကိုယ်မှာလက်ရှိကြုံတွေ့နေရတဲ့အခြေအနေကိုပြောတာအဲ့ဒီအခြေအနေကို လက်ခံနိုင်တဲ့ဆွမ်းအားရှိမှစိတ်ခံစားမှုကသက်သာတယ်လက်ခံနိုင်ဆွမ်းဆိုတာဒီအခြေအနေကို ခံစားဖို့မဟုတ်ဘူး သဘောတရားအမှန်ကိုရင်ဆိုင်လိုက်တဲ့သဘောပဲအချိန်ဒီအမှန်ကိုလက်မခံနိုင်ရင် အဆိုးတွေကြုံတဲ့အခါငါမှဒါမျိုးကြုံရတယ်ဆိုးလိုက်တဲ့ငါဘဝစသည်ဖြင့်အတွေ့ပေါင်းစုံနဲ့ဘဝကိုပင်ပန်းစေတတ်တယ်လို့အကောင်းတွေကြုံတဲ့အခါလည်းတတိမပါရင် အရှိကိုငါထင်တာတွေဖြစ်စေပြီးမန်မာနာတွေနဲ့ဟန်မကြပဲဖြစ်တတ်တယ်အမှန်တော့ဘလို့အချိန်ဒီပဲကြုံကြုံ ဖြစ်ပြီးတာတွေက နောက်ပြန်ဆွဲလို့ရတာမှမဟုတ်တာအခြေအနေမှန်ကိုလက်ခံပြီးရင်ဆိုင်ဖြေရှင်းနိုင်ဖို့ပဲလိုတယ်ဖြစ်ပြီးတာတွေအပေါ်မှာဘသူကြောင့်ဘာကြောင့်ဆိုတာတွေရိုးမယ်ဖွင့်မနေပဲဒီအခြေအနေကိုအကောင်းဆုံးကြော်ဖြတ်နိုင်ဖို့ပဲကြိုးစားရမယ်တည်ကြတာကတော့ပြစ်ပေါ်လာတဲ့အခြေအနေအမှန်ကိုလက်ခံလိုက်ရုံနဲ့ကိစ္စတဝက်ပြီးသွားတော့တာပဲဒါကြောင့်ဘလို့အခြေအနေပဲလာလာလက်ခံနိုင်အောင်ကြိုးစားပါ ခံစားချက်မပြောင်းအောင်တတိဆောင်ပါပြီးရင်အကောင်းဆုံးရင်ဆိုင်ဖြည့်ရှင်ကြော်ဖြစ်နိုင်အောင်ဤလန်းရှာပါအချိန်တန်တော့လေအားလုံးဟာပြီးသွားတာပဲမဟုတ်လားအတိုက်အခိုက်တွေကြုံနေရတယ်ဖရားတဲ့အဲ့ဒါကျေးဇူးတင်ရမယ်ကိုအလုလုနေတာကိုသူတို့အတိမတ်ပြူတာပဲလို့သဘောထားလိုက်ပါအတိုက်အခိုက်တွေကပိုပြီးများလာတယ်ဖရားတဲ့ဒါလေးကျေးဇူးတင်ရမှာပဲ။ ကိုယ့်အလုပ်တွေပို့ပြီးလုပ်နိုင်တာပို့ပြီးအရာရောက်လာတာကိုသူတို့ပို့ပြီးအတိအမှတ်ပြုလာတဲ့သဘောပို့ပြီးဂယုဆိုင်လာတဲ့သဘောပဲယန္တူတွေတောင်ရှိလာပြီဖေရတဲ့ဟာအဲ့ဒါယန္တူမဟုတ်ဘူးဂျေစုရှင်တွေသူတို့ဂျေသူကြောင့်ကိုယ်မှာပို့ပြီးတတိထားလာရတယ်ဂယုဆိုင်လာရတယ်အမားနဲ့အောင်ကြိုးစားလာရတယ်အရင်စတော့အတိုက်ခိုက်ဆိုတာအလုံးလုံးနေသူတွေအတွက်အောင်မြင်ဖို့တွန်းအားပဲ အလုပ်ရှိရင်အတိုက်အခိုက်ရှိမှာပဲဘာမှမလုပ်ဘာမှမဟုတ်ရင်ဘာအတိုက်အခိုက်မှမရှိဘူးမဟုတ်လားဘာပဲဖြစ်ဖြစ်အတိုက်အခိုက်တွေရှိတော့လေပိုတတိထားပိုစူးစားဖြစ်တော့သူတို့ကိုတော့ရှာကြံပြီးယေရှုတင်ရမလို့ပါပဲမြတ်စွာဘုရားရဲ့ပါရမီကျင့်စဉ်တွေဟာဒေဝရက်မာနဲ့စတဲ့တိုက်ခိုက်နှောက်ယှက်သူတွေကြောင့်ပိုပြီးအထမြောက်အောင်မြင်လာတာဖြစ်တဲ့အတွက် သူတို့ဟာကျေးဇူးရှိသူတွေပါပဲလေအထင်ကြီးတာအထင်သေးတာအထင်လွဲတာအထင်မှားတာစတာတွေကအထင်ဆိုတဲ့အတိုင်းတင်းမြင်ယူဆချက်တသက်ပဲအထင်ဖြစ်တဲ့အတွက်အမှန်ဖြစ်ဖို့ရနေတယ်လောကသမချက်အရာမှန်တာတွေရှိပေမဲ့တပါဝဓမ္မအရာတော့ထင်နေသမျှအမှန်သစ္စာရနိုင်မှာမဟုတ်ဘူးအသွင်နဲ့အမြင်ကြောင့်အထင်တွေရောက်တတ်တဲ့အတွက်အထင်ကြီးခြင်းအထင်သေးခြင်း အထင်မှားခြင်းအထင်လွဲခြင်းတွေအပေါ်ခံစားနေလို့တော့မတော်ဘူးပေါ့ကိုကသူများကိုအထင်ကြီးတာအထင်သေးတာပဲဖြစ်ဖြစ်သူများကကိုကိုအထင်ကြီးတာအထင်သေးတာပဲဖြစ်ဖြစ်အနှစ်သာရနဲ့ကြည့်ရင်တော့ဘာမှမရှိဘူးအထင်ခံရတာတသက်ပဲအထင်ကြီးခံရလို့လေမာနမမောင်းနဲ့အထင်မှားခံရလို့လေအမှားမရှောင်နဲ့အထင်သေးခံရလို့လေအမငယ်နဲ့အထင်လွဲခံရလို့လေ တရားမပင်နဲ့အထင်ဆိုတာအမှန်တွေမှမဟုတ်တာတကယ်မဟုတ်ဘူးဆိုတာသိရင်ဘာမှအခန့်စားစရာမရှိဘူးအဓိကက ကိုကိုကို အထင်မကြီးဖို့ပဲကိုကိုကို အထင်မမားဖို့ပဲကိုကိုကိုအထင်မလွဲဖို့ပါပဲပြီးတော့ဘသူကမှလည်းအထင်မသေးမိဖို့ပဲအထင်ကိုစင်ကျင်နိုင်ရင်အသွင်နဲ့အမြင်ပေါ်မှာ မတော်တာတွေမပေါ်လာတော့ဘူးပေါ့ဆွလွတ်ခြင်းနဲ့ ခွင့်လွှတ်ခြင်းဆိုတာစန့်ကျင်ဘက်ပဲရွေးချယ်စရာကတခုကိုရွေးချယ်ရင်တခုကိုပေးဖိရမယ်မစွန့်လွှတ်နိုင်ရင်တော့ခွင့်လွှတ်ရမှာဖြစ်တယ်လို့ခွင့်မလွှတ်နိုင်ရင်တော့စွန့်လွှတ်ရမှာပေါ့ချွင်းချက်အနေနဲ့စွန့်လဲစွန့်လွှတ်ခွင့်လဲခွင့်လွှတ်တာလည်းရှိနိုင်ပေမဲ့ဒါဟာတာမန်လူတွေအတွက်တော့မလွယ်လာပါဘူးဘဝမှာတချို့သူတွေဟာစွန့်လွှတ်လို့မဖြစ်တာတွေရှိတယ်ကိုကသူကိုမစွန့်လွှတ်နိုင်ဘူးဆိုရင်ခွင့်လွှတ်နိုင်အောင်စူးစမ်းရမှာပေါ့ တချို့ကြတော့ဘလုံးမှာကို ခွင့်လွတ်ပေးလို့မရတာတွေရှိတယ်။အဲ့ဒီလိုဆိုရင်တော့စွန့်လွတ်ရမှာပေါ့။အာကာတအမုံတရားနဲ့စွန့်လွတ်မှုမျိုးတော့မဖြစ်ပါစေနဲ့။တခါတခါကြတော့စွန့်နိုင်မှလွတ်တာတွေလည်းရှိတတ်တယ်။မကောင်းတဲ့အမှုကျင့်တွေကိုစွန့်မှ စိတ်အစဉ်လွတ်မြောက်တာ။တန်ရောစဉ်အနောက်ဘက်ကိုစွန့်မှဘဝလွတ်မြောက်တာ။လူကျင်မှုတွေကိုစွန့်မှ လောဘတဏှာမှလွတ်မြောက်တာ။ စသဖြင့်စွန့်လို့လွတ်တာမျိုးကတော့အကောင်းဆုံးပဲပေါ့ဒါကြောင့်ဘာမှအကြကြီးမဟုတ်တဲ့လောကကြီးမှာအထကြီးတွေတိတ်လို့မနေပဲတရားနဲ့တရားခွင်လွတ်เสียရှင်ခွင်လွတ်ခွင်မလွတ်နိုင်ရင်စွန့်လွတ်ရင်အမုံတရားနဲ့မစွန့်လွတ်ပဲအပြုံးအားနဲ့စွန့်လွတ်နိုင်အောင်ကြိုးစားအကျိုးအများဆုံးကတော့မကောင်းတဲ့အမှုအကျင့်ကိုတွေကိုစွန့်လွတ်နိုင်ခြင်းပဲပေါ့စိတ်တိုင်းမကြဘူးဖရားတဲ့စိတ်ရိုင်းချလိုက်ပါလို့ ဟိုလူလုတ်လဲစိတ်တိုင်းမကြဒီလူလုတ်လဲစိတ်တိုင်းမကြဟိုကလည်းမဟုတ်ဒါလည်းမဟုတ်ဟိုလိုလည်းမဟုတ်ဒီလိုလည်းမဟုတ် ਨੇ ကြာတော့ကိုယ့်ဘာသာကိုရှုပ်နေတော့တာပဲသူများကိုစိတ်တိုင်းမကြဖြစ်ရင်ကိုကိုကိုစိတ်ရိုင်းတွေရနေရတော့တာစိတ်ရိုင်းရလေစိတ်တိုင်းမကြဖို့ဖြစ်လေပေါ့လောကမှာကိုယ်စိတ်တိုင်းကြကတော့ဘာမှဖြစ်မှာမဟုတ်ဘူးသူများမပြောနဲ့ကိုကိုကိုတော့မှစိတ်တိုင်းမကြဘူးမဟုတ်လား ဖြစ်ခြင်းနဲ့စိတ်အတိုင်းသာဖြစ်ခြင်းတလို့ဖြစ်ခွင့်ရနိုင်မယ်ဆိုရင်အနတ္တဆိုတဲ့စကားဗုဒ္ဓဘုရားဟောကြားတော်မူမှာမဟုတ်ဘူးစိတ်ကိုယ်ကအနတ္တဖြစ်တာလေအနတ္တကိုအတ္တနဲ့ပုံဖော်နေလို့ပဲဖြစ်မလဲမဖြစ်တာကိုဖြစ်အောင်လုပ်နေလို့ပိုပြီးစိတ်တိုင်းမကြဖြစ်နေတာအဓိကကကိုယ့်ရဲ့စိတ်ကလေးကိုပဲအတ္တလွန်အစွဲကနေခွဲထွက်ဖို့ကြိုးစားရမယ်ငါမှငါမဟုတ်တာဆိုတဲ့အတ္တကိုလက်ခံထားရင် သူ့ကို ကိုနဲ့အတူကိုစိတ်တိုင်းကြဖြစ်စေခြင်းနဲ့စိတ်ရင်းလေးတွေကြလာမှာပဲလိုချင်တာမရလို့ဖြစ်စေချင်တာမဖြစ်လို့အလိုမကျဖြစ်ရတဲ့စိတ်ဟာစိတ်မှအရင်ဝင်တာပဲစိတ်ရရင်အလုပ်လည်းရရင်လည်းလူလည်းပြိုင်တယ်ဒါကြောင့်ဘာမှကိုယ့်တဘောကိုမဆောင်တဲ့လောကကြီးမှာစန္ဒနဲ့ဘဝတစ်ထက်တည်းမကြလို့စိတ်အလိုမကျစိတ်ရင်းတွေရတဲ့အခါအဲ့ဒီစိတ်ရင်းလေးကို အရင်ကြောက်တတိလေးထားပြီးခဏလောက်ဖြစ်ဖြစ်ခြားထားကြည့်လိုက်ပါ စိတ်ရင်ခြားတာနဲ့အမျှစိတ်တိုင်းကြာလာလေရလာမှအမှန်ပဲပေါ့အစင်မပြေတာတွေတိတ်မဖော်နဲ့စိတ်ပျော်နေသူတွေရှိတတ်တယ်အစင်ပြေတာတွေလည်းတိတ်မကြွားနဲ့မအိမ်မစားနိုင်သူတွေလည်းရှိတတ်တယ်လောကကြီးကိုလည်းအရွယ်မတိုင်နဲ့ဖဲပလိုက်မယ်ဆိုတဲ့သူတွေလည်းအများကြီးရှိတယ်သူများတနာအောင်လည်းပြောမနေနဲ့ တဏှာပေးတဲ့သူထက်အမှားပေးတဲ့သူကပိုများလိမ့်မယ်။ဘသူဘသူကိုမှလည်းတအားမယုံနဲ့။ရှုံရတဲ့သူတွေကပဲအကုန်ချပြတာတွေကြုံရတတ်တယ်။သိကြပါလေ။လောကသားတွေကမောဟတရားတွေများနေကြတော့ပြောသည်မြစကားတွေကအစတော့ကပွားစရာပဲလေ။အမှားတစ်ခုအတွက်အပြုပြေဖို့ထက်ဝိုင်းထူးကြမယ်ဆိုတဲ့သူတွေကခက်မြန်များရဲ့။ကိုယ်စိတ်နဲ့ကိုကိုကိုတော့မယုံရတဲ့အနေထားမှာ ူများတွေကိုယုံရမလားဆိုပြီးအကုန်ချပြမမိစေနဲ့အားလုံးက အုံကြွပြီးဖိကြမယ်ဆိုတာကြီးပဲကိုဘဝနဲ့ကို ကိုလောကနဲ့ကိုဆိုတော့ကိုတော့ကလည်းကိုပဲဖြေရမှာပေါ့အဖြေရဖို့အတွက်တော့အများရှိမှဖြေချပြဖို့မရဘူးအများတကာရဲ့စကားထဲမှာအဖြေမရှာပဲဖယားဘဂဝါရဲ့တရားထဲမှာအဖြေရှာမှဖြေစီရရမှာပါဘဝမှာ ဘသူအဘသူအပေါ်မှမျောလင်းချက်ကြည်ကြည်ထားပြီးပုံတည်တွတ်မထားပါနဲ့ကိုကြည်ညိုရတဲ့သူ လေးစားရတဲ့သူပြန်ပိုးထားရတဲ့သူဖြစ်နေတဲ့အတွက်လေကိုထင်တယ်လို့အမြဲဖြစ်နေမှာတော့မဟုတ်နိုင်ဘူးဘုသူစင်တွေရဲ့စိတ်ဆိုတာအခြေအနေနဲ့အချိန်ကာလိုက်ပြီးပြောင်းလဲနေတဲ့သဘောရှိရဲ့တကယ်တော့ကို့အပဝင်ဘုသူစင်တတဝါတွေဟာထင်တာထက်ကိုပိုပြီးပြောင်းလဲတဲ့သဘောရှိရဲ့အကြောင်းမပေါ်သေးလို့ အကောင့်တွေ ဖော်ပြနိုင်ပေမဲ့အကြောင်းပေါ်လာတဲ့အခါသူ့အခြေအနေနဲ့သူပြောင်းတော်လေပြောင်းနိုင်တာပဲလေဒီသဘောကိုကိုကတည်ထားရင် ကိုထင်တယ်လို့ပြစ်မလာခင်ရင်လေဖြေလို့ရတာပေါ့ကိုမျှော်လင့်တဲ့အတိုင်းမဟုတ်ဘူးဆိုလေနားလည်မှုနဲ့ကိုစိတ်ခံစားချက်ကိုလျှော့ချလို့ရတာပေါ့ရုတ်တရက်ကြီးပြောင်းသွားတာကရုတ်တရက်ကြီးအကြောင်းတရားရှိလာလို့နေမှာပေါ့အဓိကကတော့သူတို့ရဲ့အပြောင်းလဲချမ်းမှာ ိုဘက်ကဘလောင်ပလဲမများဖို့ပါပဲကိုမျောလင့်တယ်လို့ဖြစ်မလာခဲ့ရင်လေဒီအချိန်ဒီကို လက်ခံလိုက်ကိုမျောလင့်တယ်လို့ဖြစ်လာခဲ့ရင်လေဒီအချိန်ဒီကို လက်ခံလိုက်လက်ခံစားဖို့မဟုတ်ဘူးပြောင်းလဲเสียအကြောင်းအချိန်နေရှိလို့ပြောင်းလဲတာလို့ပဲဒါဖြည့်ဆည်းလိုက်ပါ ကိုစိတ်ခံစားမှုတက်တာသွားမှ အမှန်ပါပဲပြောင်းလဲတာကသူခံစားတာက ကိုဆိုရင်ကိုခံစားချက်တက်တာအောင်လဲ ကိုပဲပြုပြင်ရမှာမဟုတ်လားအချိန်နေနဲ့အချိန်ခါသည်တက်တော်အရေကို ပြောင်းလဲစေတတ်တယ်ဆိုတာမမိပါနဲ့အပိုင်း၃ကိုဆက်လက်ဆောင်မြောနာဆင်ပေးကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ